မမေးရဲ့ခလေးမှာနှလုံးရောဂါရှိနေခဲ့မယ်ဆိုလို့ရှိရင်ဘလို့လက္ခဏာတွေကိုကြည့်ပြီးရောဆော့ဆော့သိနိုင်မလဲ အခုနောက်ပိုင်းမှာဆိုလို့ရှိရင်မွေးရပါနှလုံးယောဂဆိုတာဆော့ဆော့တိလေးဆော့ဆော့ကုတာလေးရလက်ကောင်းလေးပါပဲ။ဒါကြောင့်မို့ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကလေးတွေမှာဖြစ်တတ်တဲ့မွေးရပါနှလုံးယောဂအကြောင်းနဲ့ဒီမွေးရပါနှလုံးယောဂဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြလို့ရှိရင်ပေါ့နော်ဆော့ဆော့ကြိုပြီးတော့သိနိုင်မလဲ။အဲဘာတွေကိုသတိထားခရူးဆိုင်ပြီးတော့စောင့်ကြည့်ရမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်။ ားလုံးပဲမင်္ဂလာပါကျမတော့ကလေးတကုဆရာဝန်ဒေါက်တာလင်းဖြစ်ပါတယ်ကလေးကျမရဲ့ဗီဒီယိုလေးကိုဒီ Happy Kids Page ကနေပြီးတော့မှညှဝေပေးလျက်ရှိပါတယ်မွေးရပါနှလုံးယောဂဆိုတာကလေးမွေးဖွားလာကြတဲ့ကဒီနှလုံးမှာချို့ရင်ချက်တွေပါလာတာကိုခေါ်ပါတယ်။သူရဲ့ဖြစ်စဉ်ကမိခင်ကိုဝန်ဆောင်ကာလပထမ3လအတွင်းမှာနှလုံးကလေးရဲ့နှလုံးဖွင့်ပြိုမှုမှာပြဿနာတွေရှိနေတာ။နှလုံးအခမ်း၄ခန်းကြားကအဆိုးရှင်တွေသွေးလွှတ်ကြောတွေမှာချို့ရင်ချက်တွေရှိနေတာကြောင့်ပဲဖြစ်ပါတယ်။ အဖြစ်များတဲ့အမျိုးအစားတွေကဒီ VSD လို့ခေါ်တဲ့ဒီနှလုံးအခမ်းနဲ့ရံကြားမှာချွေရင်ချက်တွေရှိပြီးတော့အပေါက်ပါနေတာနောက်တစ်ခုက ASD လို့ခေါ်တဲ့နှလုံးခမ်းရဲ့အပေါ်ဘက်မှာပေါ့နော်အပေါက်ပါပြီးတော့ချွေရင်ချက်တွေရှိရနောက်တစ်မျိုးက PDA လို့ခေါ်တဲ့ဒီသွေးလွှတ်ကြောနဲ့အဆုတ်သွေးကြောတွေကြားမှာအာအဲ့လိုမျိုးပြဿနာတွေချွေရင်ချက်တွေရှိနေတာဒါတွေကတော့အဖြစ်များတဲ့အမျိုးအစားတွေပဲဖြစ်ပါတယ် မိပါးတွေကိုဒါရင်သတိထားမိနိုင်တဲ့အဓိကလက္ခဏာတွေရှိပါတယ်။ဒါတွေကတော့ခလေးကအသက်ရှူမြန်တာအသက်ရှူလို့ရှိရင်မောတာကြက်တာပြီးတော့နိုးဆိုးရင်လည်းမောပြီးတော့ရက်သွားတာအာနိုးဆိုးလို့ရှိရင်ပေါ့နော်ခေါင်းချွေးတအားပြန်လာပြီးတော့မောလာတာပေါ့နော်။ပြီးရဲ့ခါကျတော့ခလေးကအသားအယောင်ကြီးပြောင်းသွားတာအသားကဆိုလို့ရှိရင်ဒီနှာခမ်းတွေကဆိုရှင်ပြာလာတာလက်ထိပ်တွေဆိုလို့ရှိရင်လည်းပြာလာတာမျိုးပြီးလို့ရှိရင်အသားအယောင်ကဖြူဖြော့သွားတာမျိုးနောက်တစ်ခုကအဲ့ဒီကြီးထွားမှုနှုံးကဆိုလို့ရှိရင်နှေးလာတာ ာပေါ့နော်ဒါကကြတော့ခလေးကအဲဖွင့်မျိုးမှုတွေနောက်ကြတာမျိုးတွေအဲနောက်တစ်ခုကအဲကိုလေးချိန်မတက်ပဲနဲ့ပိန်လာတာဒါမျိုးတွေရှိနိုင်တယ်တခြားလက္ခဏာတွေဖြစ်တယ်ဒီချောင်းဆိုးတာတို့အညာဘက်အိတ်မပြောတာတို့နိုးဆိုရင်လည်းခေါင်းချွေးပြန်လာတာတို့ချွေးထွက်များတာတို့စသဖြင့်ဒီလိုလက္ခဏာတွေနဲ့လည်းကြိုတင်ပြီးတော့သိရှိနိုင်ပါတယ် အခုခင်မဆိုလို့ရှိရင်ဆဆောတိပြီးတော့ဆဆောကုသလို့ရနေပါပြီဒီအခိုကာရီယိုဂရမ်လို့ခေါ်ရဲဒီနှလုံးအတန်တိုင်းကိုစစ်ဆေးရပါတော့နော်ဒါကနှလုံးကိုအထရာဆောင်းရိုက်တာ နောက်တစ်ခုကဒီအ ECG ဆက်နေပါတော့လျှက်စစ်နှလုံးရဲ့လျှက်စစ်လိုင်းကနေတဆင်းဆန်းသက်စစ်ဆေးတာနောက်တစ်ခုကရင်ဘတ်တက်မှန်ရိုက်တာဒါမျိုးတွေနဲ့ယောဂရှာဖွေလို့ရပါတယ် ဝေးရပါနှလုံးယောဂကိုဘယ်လိုမျိုးကုသကြမလဲဆိုလို့ရှိရင်နှလုံးအလုံးလုံးအားကောင်းအောင်လို့ဒီဆေးဝါးကုသမှုတွေနဲ့ကုသပေးရတယ်ပြီးတော့ cardiac catheterization လို့ခေါ်တယ်ဒီအဲနှလုံးမှာပေါ့နော်အဲ catheter pipe တွေထည့်ပြီးတော့ဓာတ်ရိုက်ပြုပြင်တာနောက်တစ်ခုကခွဲစိတ်ပြီးတော့ပေါ့နော်ချိုးရင်ချက်ရှိရနေရာကိုခွဲစိတ် ကုသပြီးတော့ပြုပြင်တာဒါမျိုးတွေနဲ့ကုသမှုလုပ်ပေးလို့ရပါတယ် အရေးကြီးတာကဒီစစောတိပြီးတော့ဗောနော်စစောကုကြမှုခံယူရမယ့်အချိန်ကိုတေချာတိဖို့လိုအပ်ပါတယ် ဒါမျိုးတွေမဖြစ်အောင်ဘယ်လိုမျိုးကောက်ွယ်ရမလဲဘယ်လိုမျိုးကယူဆရမလဲဆိုလို့ရှိရင်မိခင်ကိုဝန်ဆောင်ကာလာမာကတဲ့ကပေါ့နော်ဒီ folic acid တွေအဲကိုဝန်ဆောင်အားစေးတွေကိုတိချာမှန်မှန်တောက်ပေးတာပြီးရောဆေးလိပ်တွေအရက်တွေကိုရှောင်ကျင်တာမျိုးလုပ်ပေးရမယ်ပြီးရောကိုဝန်ဆောင်ကာလာမာပေါ့နော်စီးကြိုတို့သွေးတို့ရှိခဲ့မယ်ဆိုလို့ရှိရင်တိချာထိမ့်ကြည့်ပြီးရောတိချာကုသမှုခံယူတင်ပါရတယ် ကလေးမွေးဖွားပြီးလို့ရှင်လေကလေးကိုပေါ့နော်သူတို့ရဲ့အသားအရောင်နေပြောင်းလဲလာလားပြာနေလားပြီးတော့ခါကျအသားအရောင်ကဖြူဖြောနေလားပြီးတော့သူတို့ရဲ့နိုးဆို့နှုံနေကြီးထွားမှုနှုံနေပြီးတော့ပုံမှန်အဲကျန်းမာရေးဆစီမှုတွေဒါမျိုးတွေကိုလုတ်ပေးခြင်းအပြင်ဂယုစိုက်ပြီးလို့ရပါတယ် အရေးကြီးတဲ့အချက်ကတော့ခုနကပြောခဲ့တဲ့လက္ခဏာတွေကိုကြိုတင်သိထားပြီးရောခလေးတွေကိုသိချာတတိထားပြီးရောအဲဂယုစိုက်ပေးလို့ရပါတယ်။တနည်းအားရှိလို့ရှိရင်တော့ဆရာဝန်နဲ့ပြသသင့်ပါတယ်။ငွေရပါနှလုံးရောဂါဆိုတာအခုခင်မှာဆိုလို့ရှိရင်ခင်မီစေကူးစားမှုတွေနဲ့သိချာအဲဆော့ဆော့သိပြီးရောသားမယ်ဆိုလို့ရှိရင်ပုံမှန်ခလေးတွေလိုပဲအသက်ရှင်သန်နိုင်ပါတယ်။ခလေးလေးတွေစမ်းမပျော်ရွှင်စွာနဲ့ကြီးပြင်းလာနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။